မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ Academy ကြော်ဟင်းရေးသားသောရောင်စုံအပိုင်းစာများဆိုတဲ့စာအုပ်မှာရောင်စုံအပိုင်းစာများဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုပြောပြခဲ့မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် ကျမတို့ရဲ့ Goda Garden Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင် တခုခုကိုအကြာကြီးစိတ်ဝင်စားတတ်တာကျွန်တော်မွေးရပါအစ်စ်မှာပဲစိတ်မငြိမ်ဘူးလို့ဆွဆွရင်လည်းကျွန်တော်ကဖြေရှင်းမှာမဟုတ်ပါဘူးပြောင်းလဲနေတဲ့အာယုံအစ်စ်တွေကိုကြိုက်တယ်ကျွန်တော်ဟာလူဖြစ်နေလို့ကြိုက်တာမျိုးလဲပါပါတယ်လူဖြစ်နေတော့အာယုံမျိုးစုံခံစားကြည့်နေတာမျိုးလဲပါပါတယ်ကောင်းကောင်းမကောင်းကောင်းခံစားကြည့်နေတယ်တခြားဟာချိုးတဲ့အရာသာရှိမှသေးကြတယ်လို့တံပြာသည်ဆိုရင်ချင်မှသေးကြတယ် တကယ်လို့အလွန်ခတဲ့ကြင်ဟင်းကားဒီအရသာထဲမှာငုပ်သီးမှုဖြူပြီးစားကြည့်ရင်ဘာဖြစ်မလဲပခန့်စားမှုသေးတဲ့ဝေဒနာအစ်ကိုရမယ်ဆိုရင်အဲ့ဒီရတဲ့နေရာမှာခဏနေပြီးနောက်ထပ်အလားတူဝေဒနာရှင်တွေအဲ့ဒီပတ်ဝန်းကျင်မှာရှိနေသေးလားရှိရင်သူတို့ရင်ဘတ်တွေထဲဝင်စုံစမ်းမေးမြန်းအချိန်တိုင်းတာမရှိအဲ့ဒီနေရာမှာကိုယ်အိမ်လိုသဘောထားပြီးစောင့်ချနေနေလိုက်တယ်ဘာမှထပ်ယူလို့မရတော့ဘူးဆိုရင်တော့အလုံးကိုနှုတ်ဆက်ကြော်ခိုင်းနောက်တနေရာထပ်ရှာ ဲ့ဒီတော့ကျွန်တော်ဘဝဟာတခုတည်းမဟုတ်တော့ဘူး။နေရာများစွာမှာဝေဒနာများစွာနဲ့ဘဝများစွာဖြစ်ကုန်တော့တယ်။ခံစားမှုနဲ့ပတ်သက်ရင်လည်းကျွန်တော်နှလုံးသားကစပယ်ယာအပူတွေထွက်ထွက်လာတယ်။အဲ့ဒီလိုနဲ့ကျွန်တော်ဘုရားမှာအပိုင်းစတွေအများကြီးဖြစ်သွားတာပါပဲအပိုင်းစတွေဆိုလို့ကွက်အပ်လွင့်စင်ပြီးတုံးမရအောင်ပျက်စီးနေတဲ့အပိုင်းစမျိုးမဟုတ်ဘူးနော် တစစီမှာတံမိုးတစ်ခုစီဝေဒနာတစ်ခုစီအယောင်တစ်ခုစီကျွန်တော်ဘဝရဲ့လွတ်စင်ထွက်လာတဲ့အပိုင်းစတွေထဲမှာအဖြူအောင်ဇက်လန်းတွေပါတယ်အကြောင်းဆိုတာအဖြူအောင်ဇက်လန်းပါပဲ ဖျူအောင်ဟာရိုးသားတယ်ရှင်းတယ်ပွင့်လင်းတယ်လို့အတိတ်ပဲဖွင့်သတ်မှတ်တယ်ဆိုရင်ပေါ့ပိုင်ရှင်ဘသူလဲတို့ပြာတို့ကြောဟိတ်နယ်လားဆိုတဲ့အပိုင်းစတွေကြတော့ဘာအယောင်မျိုးသတ်မှတ်ပြီးတိတ်ထားမှလည်းမသိဘူးရုတ်တရက်လွတ်စင်ပြုတ်ကျသွားတဲ့ဝေဒနာမျိုးအဲ့ဒါတစစီပြန်ကောက်ပြီးတိတ်ထားတဲ့အပိုင်းစမျိုးတွေဖြစ်နေတော့အယောင်တစ်ခုခုတော့သတ်မှတ်ထားတယ်လေလူသေးလောင်းတွေအရိုးတွေမိလောင်နာတွေပါနေတော့အတုပအယောင်နမိတ်မကောက်တဲ့အယောင်အနဲ့အယောင်လို့သတ်မှတ်မလား ကျွန်တော်ကိုတတ်မှတ်ခိုင်းရင်တော့အနှက်ရောင်တောင်ပြော့သွားတယ်။မြင်းနာတွေကို ထိခိုက်ပြီးရေးခဲ့တဲ့အစ်စ်တွေဆိုတော့စစ်ကူးရင်ဇလန်းတွေမဟုတ်ဘူး။တကယ်ကိုတွေတွေရက်ဆက်မှုတွေလူမဆန်မှုတွေပါနေတော့အနှက်လွန်ရောင်။နှက်လွန်အကြီးတော့မှောင်သွားတဲ့ရောင်။ပိမ့်ပိမ့်မဲမောင်ဘာမှမမြင်ရတော့တဲ့အရောင်လို့တတ်မှတ်ချင်တယ်။ပန်းရောင်တို့အပြာရောင်တို့ကိုအချစ်လိုတင်စားရင်တော့ဒုတိယလူဒေါ်ချိုချို အသက်69နှစ်ရဲ့အချစ်ကိုခံစားကြည့်ပန်းရောင်တို့အပြာအောင်တို့ကိုတတ်နာတယ် သူ့ချက်ကတာမန်ထက်လွန်နေတယ်။အချစ်ရောင်လို့တတ်မှတ်ထားတဲ့အယောင်မှန်သမျှအားလုံးကိုရောပစ်ထားတာ။ခရမ်းပြပန်းနုနီရဲရင်အယောင်ကဲအဲ့ဒီအယောင်ကြားဘူးလား။ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။